မိုးရေတဲ့ကပန်းသီးအိမ်ကြီးကြည့်ရှုသူအားလုံးပဲမင်္ဂလာပါရှင်ပုံပြင်ကတော့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းနေဇလန်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like subscribe လေးနဲ့အားပေးကြပါဦးနော်ကိုချစ်တဲ့မိတ်ဆွေတငယ်ချင်းတွေစီကိုလည်း share ပေးပါအောင်ရှင်အခုပြောပြမယ့်ဇလန်လေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါဆိုရင်ဇလန်လေးကိုစားလိုက်ကြရအောင်နော်ပြပြရေးပြပြတကောင်ဖွင့်ပါဦး မနဲ့စောစောစီစီဘသူများလာတာပါလဲဘသူလဲမသိဘူးရှင်ငါပါဝါဝါလေးတကောက်ဖွင့်ပါဦးဝါဝါရဲ့ဘလို့ဖြစ်လို့ဒီလောက်စောကြီးရောက်လာရတာလဲလာအထင်းဝင် အပြစ်မအရင်အေးတယ်ပြောပါဦးဝါဝါရဲ့ဘာကိစ္စနဲ့ဒီလောက်စောစောစီစီရောက်လာတာလဲအိမ်မှာအဆဆရရရောအဆင်ပြေရလားပြေပါတယ်ပြပြရဲ့အိမ်မှာအကုန်လုံးအဆင်ပြေတယ်တပမဲ့နေသေးတဲ့အတိုင်း ငါလဲအခုကုံမကြီးနေဆိုတော့ဒီရပိုင်းအရင်တွေဘိုက်ဆာလုံးနေတာပြီးတော့အိမ်မလေးစားစရာဆိုလို့စံတစီတော်မကျန်းတော့ဘူးလေအဲ့ဒါနဲ့ငါလဲအခုစပားလေးပါလေသွားချမလို့ပဲဒီပေမဲ့အပြင်မှာအရင်မောင်နေတော့နီနီနာနာဆိုလို့နေအိမ်ပဲရှိရလေငါနေစီလာခဲ့တာနေငါ့ကိုစပားလေးနေနေလောက်မျှပေးလို့ရမလားဟင်ရရတယ်ရရတယ်ခဏလေးစောင့်ငါအခုချက်ချင်းသွားယူခဲ့ပေးမယ်ရောက်ဒီမှာနေစားချင်သလားအဝါသာစား ဝါဝါလေးအရင်ပိုက်စာနေတော့ပြပြကျွေးတဲ့စပားတွေကိုအပါတရားစားပြစ်လိုက်တာပေါ့ခနာတွင်းမှာပဲစပားတွေတစ်ခုလုံးလေးအကုန်ကုန်သွားခဲ့ပါတယ်ငါ့ကိုစပားတွေလေးနည်းနည်းလောက်ထကျွေးပါလားဟင်ရတယ်ရတာပေါ့ကျွေးမင်နော်ရော့ဒီမှာစားပြပြရဲ့ငါ့ကိုစိတ်တော့မရှိပါနဲ့ဟဲ့ငါနင့်စပားတွေတွေအကုန်လုံးကောင်းအောင်စားမိသွားတယ်ငါအပြဲထွက်ပြီးစပားသွားရှာဖြစ်ရင်နင့်စပားတွေတွေကို အစားပြန်ပေးပါမယ်ဟာ ဒီကောင်မလေးကတော့လေဘာမှအားနာမနေနဲ့တကယ်တော့ငါကနင့်ကိုအဲ့လိုကြွရတာကိုတော့အယမ်းပြော်နေရဘလို့ပဲဖြစ်ဖြစ်ငါတို့ကမိသားစုဝင်တွေလေကျေးဇူးပါပြပြရဲ့ငါခုအများကြီးနေလို့ထိုင်လို့ကောင်းသွားပြီခုနတော့ဆိုငါရဲ့ဗိုက်စာနေခဲ့တာဒီလိုပြောနေဆိုနေတော့မှပဲမိုးစစ်စင်လင်းသွားခဲ့ပါတယ်ပြပြရဲ့ငါရင်ကစပားတွေကလည်းအရင်ရက်ကလေးကကုန်းနေပြီပြီးတော့အခုငါလာပြီးစားလိုက်တော့ နင်းစပားတွေလည်းအကုန်ကုန်သွားပြီ အခုငါတို့နှစ်ယောက်စလုံးစီမှာဘာစပားမှမရှိတော့ငါတို့တွေအခုဘယ်လိုလုပ်ကြမလဲဝါဝါရဲ့အရင်ကြီးလည်းမပူပါနဲ့မနဲ့လေလင်းနေပြီပဲပြီးတော့မိုးလေနေနေဆေးသွားပြီငါတို့တွေအခုစပားထွက်ရှာလို့ရပြီအေးအဲ့လိုလောက်တာကောင်းမထင်နဲ့နော်အဲ့ဒါဆိုလာလီသွားကြရအောင်ကလေးတို့ရေအမေနဲ့အန်တီဝါဝါတို့စပားရှာထွက်လိုက်အောင်မေအမေတို့ပြန်လာတဲ့အထိသားတို့သမီးတို့တွေ အိမ်ထဲမှာပဲနေနော်အပြင်ကိုတယောက်တည်းမသွားကြနဲ့ဟုတ်ကဲ့ပါမမေမဆရာရှိတာမှပြီးတာနဲ့ပြပြနဲ့ဝဝတော့လေထွက်လာခဲ့ကြပါတယ်သူတို့နှစ်ယောက်စလုံးငှက်တွေစကားလက်ဆောင်ကြနေကြတယ်တပင့်ဂျီနာကနေဖြတ်သွားကြတော့မိညော်ကသူတို့ကိုလှမ်းခေါ်ပါလေရောသူတို့တွေလည်းအဲ့ဒီတပင့်ဂျီမှာတထောက်ဆင်းနှားလိုက်ကြတာပေါ့အဲ့ဒီမှာတခြားအင်းကြီးချင်းငှက်တွေကလည်းရှိနေခဲ့ပါတယ်ပြပြနဲ့ဝဝတော့ နေတို့တွေဒီလောက်မနဲ့အစောကြီးဘေယိုနှစ်ယောက်တည်းသွားကြမလို့လေငါတို့ကလည်းပြောပြကြပါအောင်မိညိုရင်ငါတို့နှစ်ယောက်စပားသွားရှာကြမလို့ထွက်လာတာလီဩအဲ့ဒီလိုဆိုရင်တော့ငါလေးစပားလေးပါလေးထွက်ရှာအောင်မှာပဲငါနေတို့နဲ့တူတူလိုက်ခင်မင်းတငေချင်းတို့နေတို့တွေရောစပားရှာထွက်ဖို့ငါတို့နဲ့လိုက်ခင်ကြလားလိုက်မေးလိုက်မေးငါတို့လည်းလိုက်မေးအဲ့လိုနဲ့တခြားငှက်တွေကလည်းသူတို့နှစ်ယောက်နဲ့အတူ စပားရှာဖို့ထွက်လာခဲ့ကြတာပေါ့ ခလလက်တနေရစီကိုထွက်လာပြီးတဲ့နောက်မှာတော့စပါခင်းတခင်ကိုသူတို့တွေကတွေ့လိုက်ကြပါတယ်။တငေချင်းတို့ရေကြည်စမ်းပါအောင်လှလိုက်တဲ့စပါခင်းကြီးတော့နေဖို့ညစာစုစရာရှိတာသွားစုကြရအောင်။တငေချင်းတို့ရေအခုငါတို့တွေဒီမှာအရင်ဝအောင်စပြီးတော့မှစပါရည်များကြီးအိမ်ယူသွားကြရအောင်လေ။အားလုံးလေးပြပြရဲ့စကားကိုသဘောတူလိုက်ကြပြီ။ဘိုင်ဝအောင်စပြီးတာနဲ့ကြီးကန်းမောင်နဲ့ဂူရီနဲ့ကာလူတို့ကလွေရင် စပားတွေတွေ အများကြီးယူသွားကြပါတယ်။ကိုရီးယားငါတို့တွေအရင်အတွက် စပားလေးပါလေးနင်းနေလောက်ယူသွားတဲ့နယ်မလား။ရှင်ရဲ့အိမ်မှာစပားတွေအများကြီးကျန်နေသေးတာပဲ။ဒီစပားတွေမလိုပါဘူး။ကိုရီးယားနေအိမ်မှာ စပားတွေအများကြီးရှိနေသေးတာတော့ကောင်းပါတယ်။ဒီပေမဲ့အခုငါတို့တွေဒီမှာရှိနေတော့နေအိမ်အတွက် စပားခက်များများလေးယူသွားတဲ့နယ်နော်။နောက်တစ်ခါငါတို့ဒီကိုပြန်လာတဲ့အခါကျ စပါးရဲ့ကောလုံးလေပိုင်ရှင်ကရိတ်သွားပြီးပြီဆိုရင်နင်ဘလို့လုပ်မလဲဟုတ်တယ်နော်ကိုရီယေမိမိပြောတာအမှန်ပဲနင်ဒီကိုရောက်တော့လေစပါးရဲ့အများကြီးထိတ်ယူသွားလိုက်စမ်းပါမလို့ဘူးမလို့ဘူးနင်တို့ညောင်ငါ့ကိုလာတင်ပေးမနေနဲ့ငါဘာစကားမှမလို့ဘူးကေကေတော်ကြတော့တော်ကြတော့ငါတို့တောင်းစီကိုငါတို့ပြန်ကြရအောင်အဲ့လိုနယ်ပဲရှယ်အနေငယ်ကုန်ဆုံးသွားခဲ့ပါတယ်ငှက်တွေအင်ကိုယူလာခဲ့တဲ့စပါးတွေတွေကလည်းကုန်သွားခဲ့ပါပြီ ောက်တနေ့မှာတော့ငှက်တွေအကုန်လုံးစုပြီးအရှင်တကားသွားခဲ့တဲ့စပါးခင်းစီကိုပြန်သွားခဲ့ကြပါတယ်။အားလုံးရောက်သွားတဲ့အခါမှာတော့အဲ့ဒီနေရာမှာစပါးတစ်စိတောင်မကျန်တော့ပါဘူး။လေပိုင်ရှင်က အကုန်လုံးကိုရိပ်ပြီးသွားပါပြီ။အမလေးဖေယားဖေယားဘာတွေဖြစ်သွားလဲ?မီနီရဲ့နင်ပြောတာမှန်လိုက်တာဟာအဲ့ဒီနေကငါသာနင့်စကားနားထောင်ခဲ့ရင်ဘလောက်ကောင်းလိုက်မလဲ။အခုကျမတို့တွေဘလို့လုံးကြမလဲ?အိမ်မလေးစပါးဆိုလို့နင်းနေလေးတော့မကျန်တော့ဘူးလေ။ ။ဘာမှမပူပါနဲ့ကိုရီရဲ့။ငါတို့ကတော့နင့်ကိုငါတို့ရဲ့အင်ကစပါးနေနေစီပေးပါမယ်။မဖြစ်ဘူးမဖြစ်ဘူး။ငါတော့ငါ့အင်ကစပါးတွေဘသူ့ကိုမှမပေးနိုင်ဘူး။ဟုတ်တယ်ဟုတ်တယ်။ငါလည်းမပေးနိုင်ဘူးနော်။အလန်ကိုစီကလေလက်ပလာနဲ့ပဲတောအုပ်စီကိုစိတ်ပြက်လက်ပြက်ပြန်လာခဲ့ကြတာပေါ့အဲ့လိုပြန်လာနေနေလမ်းမှာပန်းသီးတပင်ကိုအလန်တွေးလိုက်ကြပါလေရောတငယ်ချင်းတို့ရေအဲ့ဒီပန်းသီးပင်ကြီးကိုကြည့်ပါဦးလာကြ ငါတို့တွေအားလုံးပန်းတီတူတူစားကြရအောင်အမလေးလေးပန်းတီကြီးတွေများချိုအီးနေရပဲအားလုံးကလေဘိုင်ဝါတဲ့အထိပန်းတီတွေကိုစားပြစ်လိုက်ကြတာပေါ့လာကြစပောင်းမရှိလဲနေပလိစေငါတို့တွေဒီအပင်ကပန်းတီမဲ့တွေကိုအိမ်ယူသွားကြရအောင်အားလုံးကလေစားစရာရှိတာကိုမြန်မြန်စားလိုက်ကြပဲအသီးမဲ့တွေကိုခက်သွက်သွက်လေးခူးလိုက်ကြတာပေါ့ဒီပမေကြီးကန်းမောင်နဲ့ကာလူနဲ့ဂိုရီတို့ကတော့ န်းသီးအမဲ့တလုံးတောင်မှမရလိုက်ကြပြန်ပါဘူး။ကာလူလေးမတက်နိုင်နေရစုံအပင်ကနေပန်းသီးအစိမ့်တလုံးကိုခူးလိုက်ရတာပေါ့။စိတ်မဆိုးပါနဲ့ကိုရီရဲ့ဒီနေ့မဟုတ်ရင်တော့မှမနဲ့ဖန်တော့ဒီပန်းသီးတွေမှဲ့လာမှာပါ။အားလုံးလေးကိစ္စကိုစီးပြီးသွားကြတော့ကိုယ့်အိမ်ကိုပြန်ကောင်းကြတာပေါ့။ပြပြနဲ့ဝါဝါတော့တငေချင်းနှစ်ယောက်ကတော့ကြီးကဲလေးမယောက်ကိုသူတို့ယူလာတဲ့စပါနေနေနဲ့ပန်းသီးအမဲ့တလုံးစီပြေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲညရောက်သွားပါတယ်။ငှက်တွေအကုန်လုံးလေနင်းနေချာချိုင်အိတ်တန်းတက်နေကြပါပြီ။တညကုန်လုံးမနေရောက်တဲ့အချိန်မှာတော့ကောင်းခဲ့ကြီးတစ်ခုလုံးမေးမောင်နေပြီ။မကြခင်မှာပဲမိုးရေတည်ကြီးမိကြီးရွာလာပါတော့တယ်။အမလေးဖရာဖရာလေရောမိုးရောပြင်းလိုက်တာဒီနေ့တော့စပောက်ရှာဖို့ငါပြင်မထွက်နိုင်တော့ဘူး။ခလေးတို့ရဲ့ဘာမှမကြောက်ကြနဲ့နော်။မင်းတို့မေမေမင်းတို့နဲ့အတူတူရှိရနော်။ဒါမင်းတို့အနေနဲ့ မိုးရွာတာကိုပထမဆုံးကြုံဘူးတာပဲမိုးရွာတာကလည်းအမေတို့အတွက်အရန်အရေးကြီးတယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့အမေတို့ရဲ့သဘောတရားကြီးတစ်ခုလုံးလေးပတ်နေရတာယောက်ျားရဲ့ကျမဘာရင်စတာပဲအပြင်ထွက်ပြီးကျမအတွက်တစ်ခုခုယူလာပေးပါဦးကိုရီးယားနေခုနကမှစပားတွေရောပန်တီအမှဲ့တွေရောအများကြီးစားထားပြီးပြီလေအဲ့ဒါတော့နေဘိုက်ဆာနေတော့ပဲလားမိုးကလည်းအပြင်မှာအရေးရွာနေတယ် နေပါရင်ဆာနေတယ်ဆိုရင်လေဒီပန်းဒီအစိမ့်ကိုသာစားလိုက်တော့တော်တော်တော်အဲ့ဒီပန်းဒီအစိမ့်ကြီးတော့မစားကြပါဘူးအဲ့ဒါစားမယ်စားဘိုက်စာခံလိုက်တာမှပိုကောင်းမယ်မိုးရွာနောင်ကလည်းတဖြည်းဖြည်းနဲ့အထုပ်အထိတ်ကိုရောက်လာပါတယ်အဲ့လိုနဲ့မကြခင်မှာပဲတောအုပ်ထိပ်ရေရေပြည့်လို့အိုက်ထောလာပါလေရောဖះဖះဒီမိုးကတော့လုံးဝရဲမေပုံမပုံမကြခင်မှာတော့တတော်လုံးရေကြီးသွားပြီးတော့ ငှက်တွေကလည်းအတိုက်တွေကနေကိုစီထွက်လာကြပါတယ်အလုံးကတော့မိုးရွာရက်သွားဖို့ပဲစောင့်နေကြတာပေါ့ဒါပေမဲ့မျက်စိတမရအတွင်းမှာပဲနေလေကနေညနေစောင်းသွားပါတယ်အမလေးလေကျမတော့ဘိုက်စာရည်တန်ကိုဆက်မခံနိုင်တော့ဘူးကျမခုချက်ချင်းတစ်ခုခုစားချင်နေငါအဲ့ဒါကိုကြိုသည်လို့ဒီပန်းတီအစင်းကိုယူလာခဲ့တာပေါ့အခုလောလောဆယ်တော့ဒီအသီးပဲစားလိုက်တော့ရွေးချစ်စရာမရှိတော့တဲ့ကိုရီလေး ပန်းတိကိုသူ့နှုတ်တိနဲ့ထိုးလိုက်တဲ့အခါမှာတော့မျက်နှာတစ်ခုလုံးရှုံ့မိသွားပါတယ်။အမလေးထွိထွိထွိဒီပန်းတိကြီးကခါလိုက်တာ။ဂိုရီကလည်းအဲ့ဒီလိုပြောပြီးပန်းတိကို ရေထဲပြစ်ချလိုက်တာပေါ့။အဲ့ဒီပန်းတိကို ရေထဲပြစ်ချလိုက်တာနဲ့ချက်ချင်းဆက်တလို့အဲ့ဒီအသည်တဲကနေအခိုးရဲအငွေတွေထွက်လာပါလေရော။အဲ့လိုနဲ့မကြခင်မှာပဲပန်းတိလေးကနေပန်းတိအင်ကြီးတစ်လုံးဖြစ်သွားပြီးရေပေါ်မှာပေါလောပေါ်နေပါတော့တယ်။ အဲ့ဒီအိမ်ထဲမှာစပားတွေကလည်းအများကြီးရှိနေပြန်ပါတယ်။တငယ်ချင်းတို့ရဲ့အဲ့ဒီပန်းတဲ့အိမ်ကြီးကိုကြည့်ကြပါဦး။အိမ်ကအရင်ကြီးတော့ငှက်တွေအကောလုံးတကောင်ချင်းစီအိမ်ထဲကိုဝင်လာပါတယ်။တတော်အလုံးကလည်းမိုးဆက်ရွာနေတဲ့ပြီ။တစ်ချိန်လုံးအဲ့ဒီအိမ်ထဲမှာပဲမိုးခုန်နေခဲ့ကြတာပေါ့။မိုးကတော့နေ့ရက်လုံးလုံးဒီပါဇက်တိုက်ရွာနေခဲ့ပါတယ်။မိုးတိတ်သွားတဲ့အခါမှာတော့တောအုပ်ထဲကရေမျက်နှာပြင်းကြီးလေ။တဖြည်းဖြည်းရော့သွားတော့တာပေါ့။ ပန်တီအိမ်ကြီးမြေပေါ်လေးရောက်ရောကိုရီကငှက်တွေအကုန်လုံးကိုဆောက်ကြီးအောင်ကြီးထားပြောပါလျော်ကေးထွက်ကြထွက်ကြအားလုံးကဤတရားနေထွက်ကြတော့ဒီအိမ်ကငါတို့လေမြားနှစ်ယောက်ရဲ့အိမ်ပဲဒီလိုနဲ့အားလုံးလေးထွက်သွားကြရောကိုရီရဲ့ပန်တီအိမ်ကြီးကလည်းပျောက်သွားပါလျော်ဟေးကျမတို့ပန်တီအိမ်ကြီးပျောက်သွားလဲမသိဘူးအဲ့လိုနဲ့ဂူရီရဲ့စကားလေးဆုံးရောအလုံးကလည်းဥလိုက်သေးလိုက်ရီကြမောချရတာပေါ့ရှင် ပုံပြလေးရောဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အခုဇလန်လေးကိုခြံနေတတ်တယ်ဆိုရင်တော့ లై လေးပြီးသွားပါအောင်နော်။နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံပြလေးတွေနဲ့ဖြစ်မှန်ဇလန်လေးတွေကိုတင်ဆက်ပေးသွားအောင်မလို့ channel လေးကို subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ချားရီပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။